အာ hepatitis A ရောဂါကအဓိကတော့ virus ရောဂါတစ်မျိုးပေါ့နော် hepatitis A လို့ခေါ်တဲ့ virus တစ်မျိုးကနေဖြစ်တယ်ပေါ့အဲဒီယောဂါပိုးကဘယ်ကနေကူးလဲဆိုတော့အန်ရှင်းတဲ့အစားအစာတွေကနေကူးတယ်လို့ပြောဒီ hepatitis A ပိုးကစားတောက်တဲ့မှာရှိနေတယ်အဲဒီအစားအောက်ကိုပြင်ဆင်တဲ့လူတွေကအဲယောဂါရှိနေတယ်ဆိုလို့ရှိရင်အဲဒီကနေတစင်စားတောက်တဲ့လူတွေပေါ်မှာယောဂါက attack ကြီးနိုင်တယ် outbreak တွေဖြစ်နိုင်တယ်ပေါ့နော် outbreak တွေဖြစ်လို့ရှင်အဲယူနာတွေအများကြီးဥစ္စာခံရတယ်စားတောက်လုံးတဲ့လူတွေရောင်းချတဲ့လူတွေပြင်ဆင်တဲ့လူတွေကအဲတမ်းမာရင်သိရှိလို့လိုတာပေါ့နော်တမ်းမာရင်သိရှိပြီးတော့သူတို့ကင်တွေရဲ့စားတောက်တွေကိုတန်းတန်းရှင်းရှင်းကင်တွေနဲ့ဥမာဆိုတော့စားတောက်ကင်တဲ့အခါမှာလက်ကိုတန်းတန်းရှင်းရှင်းလက်အိတ်ဆွထားမယ်နောက်ပြီးတော့ စားတဲ့တောက်တဲ့ပစ္စည်းတွေပကံခွဲရောက်ဇွန်းတွေကိုတူတူချာချာဆက်ပြနဲ့ရေနဲ့လုံလောက်အောင်စီကြောမယ်ချက်တက်ပြုတ်တဲ့အခါမှာလဲပန်ချင်းအောင်ဂူးဆိုင်ပြီးတော့ချက်မယ်ဆိုရင်ယောဂကုဆတ်နိုင်ရည်နဲပါတယ်တရားအေယောဂကအနာတရှိဖြစ်တတ်တဲ့ယောဂမျိုးမဟုတ်ပါဘူးသူကဖြစ်ပြီးရင်၃ဘတ်လောက်ဆိုရင်သူကကောင်းသွားပါပဲသူကဘီပိုးလို့စီပိုးလို့လို့မဟုတ်ပဲနဲ့ အဲချိန်တိုအတွင်းမှာပြန်ကြောက်တဲ့ယောဂဖြစ်ပါတယ်။အဲဒီကတော့အဲလို့ပြောရမယ်စိုးရင်ရတဲ့ခါတွေလည်းရှိပါတယ်။သူကပုံမှန်ကျမ်းမာနေတဲ့အဲလူလက်ပိုင်းအဲလူငယ်ပိုင်းဆိုရင်တော့ကောင်းနိုင်ရေပုံများတာပေါ့။ငကိုကလေးကအဲကျမ်းမာကြီးချွတ်တဲ့နေတဲ့လူနာတာရှည်ယောဂရှိတဲ့လူတခြားယောဂတစ်ခုခုရှိနေတဲ့လူ ကိုကအနေနဲ့ဒီမှာဆိုရင်တော့တန့်ငယ်ရှိနိုင်ပါတယ်။သူဖြင့်အသေးနဲ့ပတ်သက်ပြီးယောဂတစ်ခုခုခံရှိနေတော့ပို့ပြီးတော့အမြင်များတော့ဒီဆိုရင်ရတာတော့အဲတက်ကြီးရွယ်ဦးတို့အဲအသေးယောဂတွေကိုရေရရှိရဲ့လူတွေအသေးမကောင်းတဲ့လူတွေအဲကတော့ပို့ပြီးကြည့်ဆက်ရအောင်။ဟိုဆေးရုံဆေးကမ်းမှာတေချာကြာနာပြပြီးတော့ပေါ့နော်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းတိတိကျကျလိုက်နာမယ်ဆိုရင်ကောင်းပါပါ။ တကယ်လို့ပြင်းထန်တဲ့အနေအထားလောက်ဖြစ်လာရင်တော့စေယုံတက်ဖို့လိုတာပေါ့နော်စေယုံတက်ပြီးကုသမှုခံလို့လိုပါတယ်ဒီ hepatitis A ရောဂါရဲ့ရောဂါလက္ခဏာတွေကတော့အဲနဲ့စားတောက်ပြက်တဲ့အန်ဂျင်နဲ့ဆမ်းစားခြင်းပေါ့ပြီးလို့ရှိရင်ပိုက်ထဲကနာတယ်သူပြင်းညာပဲချမ်းပေါ့နော်ပိုက်ကညာပဲချမ်းအပေါ်နာလေးကနာတတ်တယ်ပြီးလို့ရှိရင်နည်းနည်းလေးပူဆိုးလာလို့ရှိရင်မျက်လုံးလေးတွေဝါလာမယ် စီးသွားရင်လည်းစီးရရဝါလာမယ်အဲနေရတာလည်းနှုံးပြီးတော့အားမရှိဘူးလို့ဖြစ်မယ်ထိလို့မကောင်းအချို့မှာဆိုရင်တော့အာဒါအန်နေပေါ့နော်အဲ့လိုဖြစ်တတ်ပါတယ်ဟုတ်